မွေးရမြေတို့ရွာမှာအသားဖြူဖြူလူဟန်တနာကမားနဲ့တာလှဆိုတာရှိပါတဲ့။အဲ့ဒီတာလှကအလူပွဲမှာသူမပါမပြည့်စုံသလိုပါပဲ။ဘာလို့သူမပါမပြည့်တယ်လဲဆိုတော့အကအသိကောင်းလို့ပါ။သူကပြီဆိုရင် ပွဲအလွန်ကြပြီး once more once more អော်ကြတယ်။ညာတန်နေပေးကြတယ်လို့ဆိုပါတယ်။နဘန်းဆန်တချင်းရဲ့အဓိကဇက်လိုက်ကတာလှပါ။ဇက်ရံတွေကတော့ငထွေးတို့တာညံတို့နဲ့ရွာသားတွေဖြစ်ကြပြီးနောက်ခံပကြီးကားကတော့သမရေချောင်းစီအလူကြီးပေးတဲ့ရွာကအလူဖြစ်ပါတယ်။ တာလာဟာနားအထက်ဘွေမှာပန်းပန်ထားပြီးနဗန်းဆန်ကိုလည်းတန့်ချထားတယ်လို့ဆိုပါတယ်နဗန်းဆန်ဆိုတာက နားကိုပန်းပြီးကြလာတဲ့ဆန်တနည်းအားဖြင့်ပြောရရင်နားကိုပက်ပြီးကြနေတဲ့ဆန်ဆိုတဲ့အကြောင်းကိုပြီးခဲ့တဲ့ပတ်တုန်းကပြောခဲ့ပါတယ် ီပိုက်လေးမှာစဉ်းစားစရာတွေးတောစရာစကလုံးနှလုံးပါပါတယ်။တစ်လုံးကတော့ဗျာပါဟန်ထားဆိုတဲ့စကလုံးဖြစ်ပါတယ်။နောက်တစ်လုံးကကြာဇန်သားအေကန်ဆိုတဲ့စကလုံးမှာဗျာပါဟန်အကြောင်းကိုအရင်စဉ်းစားကြည့်ကြရအောင်ပါ။တခါတရံများဗျာပါဟန်ထားဆိုတဲ့စကလုံးကတခါတလေမှာတောကဗျာပါများနေတာကိုများပြောလေသလားဆိုပြီးတော့တချို့တွေးကြတာရှိပါတယ်။ဒါကတော့ဖြစ်တန်ကြီးနေတယ်လို့ထင်ပါတယ်။ ပိုပြီးတော့ဖြစ်နိုင်တာကိုပြောရမယ်ဆိုရင်တော့သဘင်ကိုဗျာပါဇံပုံစံထားတယ်လို့ပြောတာဖြစ်ပါလိမ့်မယ်။တာလဟာတခါတလေမှာသူ့ရဲ့နဗန်းဇံကိုဗျာပါဇံပုံစံထားတယ်လို့ပြောတာဖြစ်မှာပါ။ဒီတော့ဗျာပါဇံသဘင်ဆိုတာကဘလို့သဘင်မျိုးပါလဲ။ကြာတော့ကြာဘူးနေတာပါပဲ။ဘာလို့များဗျာပါဇံလို့ခေါ်ရပါသလဲ။ဆရာကြီးဥထုနဲ့ကိုမေးကြည့်ကြရအောင်ပါဗျာ။တကယ်တော့ဗျာပါဇံဆိုတာကဗျာပါဇံဗျာပါရာပြောတာပေါ့ဗျာ။ ရပါရဆိုတော့ကပြပါရရပေါ့ရကောင်းနေရပေါ့ဥပင်တော့ကရောက်တာပေါ့ဥပင်တော့ကရောက်တဲ့ခါကျတော့မင်းလူကြီးတွေကငိုကြပြုကြငိုချင်းချကြအဲ့ဒီခါမှာသမင်းရလည်းဖိုးရပါရဖြစ်ဒိုးသားဖြစ်ပြီးတဲ့ခါကျတော့အဲ့ဒီမင်းလူကြီးတွေကသူ့ရဲ့စပယ်နေမထိနေမထိနေဖြစ်တော့ဖိုးပါဖြစ်တဲ့ခါမှာရှေ့ကစပယ်နေကဒီတွဲလောင်းတွဲဒီတွဲလောင်းပြပြီးတော့ နားရဲ့နောက်ဘက်ကပေါ့ဗျာအစပြင်အဲ့လိုလေးကြားကြားတော့အဲ့လားလေးရတယ်တမျိုးကလှပါဗျာမိန်းကလေးတွေကမင်းသမီးတွေကအမလားဆိုပြီးတော့ထွင်လိုက်တဲ့ခါကျတော့လေဇလုံးလေးထုံးပြီးတော့နားရဲ့နောက်ကနေပြီးတော့သပင်ဒီအကွင်းလေးပေါ့နော်အဲ့လိုသပင်နောက်ကခြာပြီးအကွင်းလေးခြာတဲ့အိတ်ဆန်ဟာကြားပါဆန်နေတယ်ဆရာကြီးဥထွန်းတင်ဖြစ်ပါတယ်နောက်ထပ်စကလုံးဖြစ်တဲ့ကြာစံသားအေကန်ဆိုတာကိုဆက်ကြည့်ကြရအောင်ပါ နောက်ပိုင်းဆိုတော်တွေကတော့ကြာဇန်သာဧကံလို့ဆိုကြတာကိုခဏခဏကြားပါတယ်တခါတရံမြာဗျာပါဟန်ထကြာဇန်သာဧကံဆိုရင်တော့အဲအဲ့ဒီကြာဇန်ဟာဘာကိုများဆိုကျင်တယ်လဲဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်စားတဲ့ကြာဇန်နဲ့သဘင်နဲ့နှိုင်းမယ်ဆိုရင်လဲတိတ်တော့ပုံမတက်လာဘူးလို့ထင်တာပါပဲသဘင်ကပျော့ပြောင်းတာကိုကြာဇန်နဲ့ပျော့ပြောင်းမှုချင်းနှိုင်းမယ်ဆိုရင်တော့နှိုင်းလို့ရပါရဲ့ ဒါပေမဲ့ကြာစင်ဆိုတာကိုပြောလိုက်တာနဲ့မျက်စိထဲမှာဖွေးကနေတမ်းမြင်လိုက်တာဆိုတော့တာလှစပင်ကိုတော့ကြာစင်နဲ့မနှိုင်းလောက်ဘူးလို့ထင်မိပါတယ်တာလှစပင်ကဖွေးဖွေးကြီးဆိုရင်တာလှကအဖူးကြီးဖြစ်ရတော့မှာပေါ့နော်ဒါဆိုလို့ရှိရင်တခြားဘာများဖြစ်နိုင်မလဲတာလှစပင်ကိုပြားပါဟန်ထားတာဟာကြာစံတယ်လို့စလိနတ်တနဲ့စံတယ်ပြောတာဖြစ်နိုင်ပါတယ်ကြာစံတယ်ကြာမူကြာဟန်ပါတယ်လို့ပြောတာကပုံပြီးတော့ဖြစ်နိုင်ပါတယ် အဲ့ဒါသားတကယ်လို့အမှန်ဆိုလို့ရှိရင်တော့ဂျာဇန်သားဆိုပြီးတော့ဇာခွဲတန်နဲ့အတန်ထွက်ပြီးစူကြတဲ့သူတွေဟာတော်တော်လွဲနေပြီလို့ပြောရပါလိမ့်မယ်။ဂျာဇန်သားဧကန်လို့သာဆိုရမှာ ဖြစ်ပါတယ်။နောက်ထပ်အလှပတဲ့အဖွဲ့နယ်လေးတစ်ခုကတော့စာပန်နံဒါချင်းချင်း တန်စင်ရောစာသားရောလှပါတယ်ဒါပေမဲ့ထားတဲ့ A1 တင်တင်လာတို့တီဆူထားတဲ့အခုမူမှာကျွန်တော် စိတ်တိုင်းမကြတဲ့နေရာလေးရှိနေပါတယ်အဲ့ဒါကတော့ငထွေးတာညံကလေးပါမကြံမိโกတိတ်စိတ်ကြအမှန်လို့ဆိုထားတာကိုစိတ်တိုင်းမကြတာပါသူတို့ဆိုထားတာကိုပြန်ပြီးတော့နားထောင်ကြည့်ပါ ပြီးရင်အစိုးရကြီးဒေါ်မြင့်မြင့်ခင်ဆိုထားတာနဲ့ရှင်ပြီးနားထောင်ကြည့်ကြအောင်ပါငထွေးတာညံကလေးပါမကြံ ါကထားနဲ့ A1 တင်တင်လမှုပါမြင့်မြင့်ခင်မှုကတော့ဒီလိုပါမထွေးตาညာခလေးပါမကြမိကိုတိတ်ဖိတ်ကြမှာပထမမူကမိโกတိတ်စိတ်ကြအမှန်လို့ဆိုပြီးဒုတိယမူကမိโกတိတ်ဖိတ်ကြအမှန်လို့ဆိုပါတယ်အလူကိုတရားလုံးတယောက်မကြံလာစားကြဖို့ဖိတ်တာကိုတရားလုံးမိโกတိတ်ဖိတ်တယ်လို့ခေါ်ပါတယ်မိโกတိတ်ပြီးစိတ်တယ်လို့ပြောမယ်ဆိုရင်တိတ်တော့မလွဲပေမဲ့နည်းနည်းတော့ကတိကောက်နိုင်ပါတယ် တိတ်ကိုနှစ်ခါပြန်စဉ်းစားမှမိကိုတိတ်ပြီးတိတ်စိတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရပါမယ်။မိကိုတိတ်ဖိတ်တာကအမှန်ဖြစ်မယ်ထင်ပါတယ်။နောက်ထပ်စာသားမတူတဲ့နေရာတနေရာကိုလည်းပြောပါအောင်မယ်။နားထောင်ကြည့်ကြအောင်ပါ။ဟဲ့ဟဲ့စာရမယ်ဧကံဘုဘုလာလမြတွင်နေမြန်ဟဲ့ဟဲ့ဝလာကြတဲ့ကျွေးပကားဘုဘုဖြာလာမယ်ပေးချံဒေါ်မြင့်ခင်ကဗလာကြတဲ့ကျွေးပကံလို့ဆိုသွားတာကို မှတ်ထားကြပါခင်ဗျာအဲဒေါ်သားနဲ့ဒေါ်တင်တင်လှတို့ဆိုတာကိုလည်းသွားပြီးတော့နားထောင်ကြည့်ကြပါအောင်စို့ဟေးဟေးစားကြမယ်အေးကံတလာကြတဲ့ကြွေပကံလို့ဆိုသွားတယ်လို့ပါပဲတလာကြတယ်ဆိုတဲ့စကားလုံးကိုတော့ကျွန်တော်တော့နားမလဲပါဘူးဗလာကြတာကပဲအမှန်ဖြစ်မယ်လို့ထင်ပါတယ် အဲဘလာကြတာအမှန်လို့ပဲကျွန်တော်တို့စဉ်းစားကြည့်ကြအောင်ပါဘလာကြတာအမှန်တယ်ပဲထားပါအောင်တော့အဲ့ဒီဘလာကြတဲ့ကြွေးပကံကရောဘာအဓိပ္ပာယ်များလဲဆိုတာဆက်ပြီးတော့တွေးစရာဖြစ်နေပြန်ပါသေးတယ်စဉ်းစားနည်းကနှစ်နည်းရှိပါတယ်ဘလာကြတဲ့ကြွေးပကံကိုသူ့ရှိကလာသမျှတွေ့နေပြန်တဲ့ဆက်ဆက်စဉ်းစားလိုက်ရင်တော့လာသမျှကိုတွေ့နေကြတော့ကြွေးပကံထဲမှာဘာမှမကြံတော့ဘဲနဲ့ဘလာဖြစ်ကုန်ပြီဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ်စဉ်းစားနည်းတစ်နည်းကတော့နောက်ကလာတဲ့ဖြာစမယ်ပေကျန်တဲ့ဆက်ဆက်စဉ်းစားတဲ့နည်းပါ ကျွေးဖကန်ကဘသူနဲ့မှမတိုက်မိမခိုက်မိပဲအလကားဗလားချီလွတ်ကြချော်ကြသွားလို့ဖြာစမှာပေကြံကုန်ပြီဆိုတဲ့အတိတ်ပဲဖြစ်နိုင်ပါတယ်နှမျိုးစလုံးကဖြစ်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ပထမအတိတ်ပဲကောင်းနည်းကိုကျွန်တော်ကတော့ပို့ပြီးတော့ချိန်ပါတယ်ဒါအပြင်မှာနောက်ထပ်စာသားကွာဟနေတဲ့နေရာတနေရာရှိပါသေးတယ်အဲ့ဒါလေးကိုလည်းပြောချင်ပါတယ်ဒေါ်မြင့်ခေရင်ဆိုထားတာကဘောက်တူးချမကမဲဟန်ပေးကြတော့အမြန်လို့ဆိုထားပါတယ် ကဲနောက်တစ်ခါဒေါက်တင်လှတို့ဆိုထားတာကိုလည်းနားထောင်ကြည့်ပါဦး။ပေါစုချမကမဟံပေးကြတော့အမြန်လို့ဆိုထားပါတယ်ဒီနေရာမှာတော့ဒေါ်မြင့်မြင့်ခင်ဆိုထားတဲ့မူရင်းကနည်းနည်းလွဲနေသလားလို့ကျွန်တော်ထင်ပါတယ်ပေါစုကအမှန်လို့ထင်ပါတယ်ပေါစုချမကတော့မှမို့နောက်ကပေးကြတော့အမြန်လို့ထပ်ပြီးတော့ပြောထားတာလို့ကျွန်တော်ထင်ပါတယ်ပို့ပြီးတော့သဘာဝကျတယ်လို့ထင်ပါတယ စဉ်းစားစရာလေးတွေကိုကျွန်တော်ကချပြရဲလို့သာသောတာရှင်တို့သဘောထားကြပါခင်ဗျာကျွန်တော်လည်းဒီသချင်းကိုရေးသူစာရေးဆရာကြီးသချင်းရေးဆရာကြီးရွှေပြည်အေးနဲ့ကိုရိုင်းစကားပြောထားရတဲ့သူမဟုတ်လေတော့ဘေဟာကအပူပြီးသဘောဝကြရတယ်ဆိုရလောက်ပဲပြောချင်ပါတယ်ဘေဟာကအမှန်ဘေဟာကတော့အမားလို့တတိချာကြီးအပိုင်တော့မပြောချင်ပါဘူးခင်ဗျာ